ရှိသောဘုရားသခင်ကျေးရောကိုချင်းမွန်ပါရယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့အတိတ်သောမုံစိန်ဖြစ်မိအကြောင်းဆိုရက်ကောင်းစင်လေးနဲ့ခေါ်ပေးတော့မှာဖြစ်ပါတယ်ဒါကိုကျွန်တော်အနေနဲ့ကောရိန္သုဩဝါဒစာပရမတ်ဆောင်အခန်း၅ကိုခြေခံမှာဖြစ်တယ်စပိုက်ခွန်အောက်ပိုင်းကိုဖတ်ပါမယ်သင်တို့ဒီတစည်းမဲ့ဖြစ်ဒီနေ့ညီနော်တစည်းမဲ့ဖြစ်တယ်ဆိုတာအတိတ်ဘယ်ကတော့ဒီအာရာနဲ့အေဝအပြစ်မကျူးလွန်ခင် ပဂရိအခြေအနေကိုပြန်ဖြစ်ချင်းကိုပြောချင်တာနော်အာရာနေဧဝကတစည်နဲ့ဖောင်းကြွတဲ့မုတ်လိုပဲဖြစ်သွားတာပေါ့သူတက်တာကနော်ဟာလာဘုရားရှိကနေဟိုဘယ်လိုခေါ်မလဲမကောင်းတဲ့ဖက်ကိုပြောင်းလဲသွားတာဆာရန်ဖက်ကိုပြောင်းလဲသွားတာအေးအဲ့လိုမဟုတ်တော့ဘူးအမင်းတို့ကနော်အဲ့တစည်မရှိဘူးတဲ့နော်အဲ့ဒါကြောင့်တဲ့ဘာဖြစ်လဲဆိုတော့အတိတ်သောမုတ်စိမ်းဖြစ်မိအကြောင်းဟောင်းသောတစည်ကိုတုတ်တင်ပယ်ရှင်းကြလော့ အတိတ်သောမုတ်စိမ်ဆိုတာမုတ်ဆိုတာကကျွန်တော်ရဲ့ခရိယာတက်တာယုံကြည်သူကိုကျွန်တော်တို့ပြောချင်တာနော်ယုံကြည်သူဟာနော်အဲ့တော့တသိမပါတဲ့ယုံကြည်သူအဲ့လိုပြောချင်တော့အဲ့တသိအကြောင်းတော့မရှင်းပြမယ်ဆိုတော့ तू ကလူတစ်စိတ်တနော်တရဝတိဖြစ်ဖို့အတွက်ပြောတာဖြစ်တယ်အတိတ်သောမုတ်စိမ်ဖြစ်ဖို့ဆိုတာနော်အဲ့တော့ဘာလို့ခိုင်းလဲဟောင်းတော်တသိကိုတုတ်တင်ပယ်ရှာတဲ့ ကျွန်တော်ဇာတိပကတိအချင်းနဲ့အတွေးခေါ်တွေကိုနော်ထားခဲ့လိုက်တော့ညင်းပယ်လိုက်တော့သူတို့ပြောချင်တာအချောင်းမူကခရစ်တော်တည်ဥတော်ငါတို့ပတ်တကာတိုးတငယ်သည်ငါတို့ဖို့ရစ်ပူစော်ရဖြစ်၏ဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်တော်ကအာဒီကျွန်တော်ရဲ့အပြည့်ငယ်ကကယ်တင်ဖို့အတွက်လောကတိုင်မှာအသေးခံပြီးသွားပြီဖြစ်တယ်တဲ့အဲ့ဒါကြောင့် နှစ်ကောခန်းကစာပွဲစခွန်မှာလူမီဒီကခရစ်တော်နဲ့ရှိရင်အသစ်ပြုတ်ပြင်သောတော်ဖြစ်ဟောင်းသောအရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းသောအရာတို့အသစ်ဖြစ်ကြပြီအဲ့ဒါတစေမဲ့မုတ်နော်အသစ်တော်မုတ်စင်းဆိုအဲ့ဒါပြောချင်တာအထိပဲနော်ယေရှုကြောင့်ဖြစ်တယ်တဲ့အတူချုံးပြောမယ်ဆိုတော့နော်ဝါရပတ္တကာဆိုတော့ဒါဟိုအစ်ချစ်နိုင်ငံနဲ့ဣတရီရလူမျိုးတွေဟာလာအကျုံဘွားလွတ်မြောက်မဲ့ညမှာ တကတူတငယ်တတ်တယ်ပြီးရင်လည်းတစည်းမပါတဲ့မုတ်နဲ့ဟာလာခါတော့အရွက်နဲ့သူတို့စားကြတယ်အဲ့ဒါပြောချင်တာပြင်ထွက်လာတဲ့ခါမှာတပတ်လုံးလုံးတစည်းမပါတဲ့မုတ်ပဲစားရတယ်နော်တစည်းလို့ပို့တော့အချိန်မမီဘူးအဲ့ဒါခါမှာသူတို့ဘာလို့လဲဆိုတော့သူကဟိုအဇုမပွဲဆိုတော့ပတကတူပတကပွဲနဲ့တူနော်တပတ်သူတို့လှုပ်တယ်ပေါ့ပွဲလနှစ်တိုင်းပရမလာရဲ့14ရက်နေ့က21ရက်နေ့ထိလှုပ်တယ် ဲ့တော့ပြန်ရည်ညွှန်းနေခြင်းဖြစ်တယ်နော်အဲ့တော့ဒါကျွန်တော်စီမကြတော့ယေရှုကြောင့်ပါသူတို့ကတိုးတငယ်ပေါ့နော်အဲ့တော့ပြောချင်တယ်ဆိုတော့အတိတ်ဘက်ကကျွန်တော်ဟာတဲ့ယေရှုခရစ်အဖင့်နော်တစင်းမဲ့မုတ်အသက်တော်မုတ်စင်းဖြစ်ပြီတဲ့အရာကိုထပ်ပြီးတော့မှကျွန်တော်ကဟောင်းတော်အရာဇာတိပဂရိထဲကိုပြင်ပြမသွားဖို့အဲ့တော့ညင်းပင်နေဖို့တောင်ပြောချင်တာဖြစ်တယ်။စပတ်ရှစ်မှာ ထို့ကြောင့်ဟောင်းတော်တစေစွညင်မိုက်မဲသောတစေကိုပြစ်ပေ၍တစေမဲ့မုတ်တီးဟုသောကြည်ပြူခြင်းတဆာဆောင်ခြင်းနှင့်ပွဲခံကြကုန်အံ့เนาะဒါခုနပြောတဲ့တိုင်မကောင်းတဲ့တစေတူပြစ်ပေဖို့အကျင့်ဟောင်းနေเนาะပြစ်ပေဖို့ပေါ့ကိုယ်ရဲ့အယူဆဟောင်းနေလွဲမားတဲ့အရာတွေကိုပြစ်ပေဖို့ပြင်လဲပါလေကြည်ပြူခြင်း တက်စာစောင့်ခြင်းနဲ့ပွဲခံကြကုန်ပွဲခံတယ်ဆိုတာပွဲတော်မင်္ဂလာဝင်ပြောချင်တော့မဟုတ်ပါဘူးခုနပြောတဲ့အစုမပွဲကိုတို့အောင်ပွဲခံတယ်လို့မျိုးပါပဲကျွန်တော်တို့လည်းဟာလာအောင်မြင်လက်နော်ဟိုအသက်တော်အသက်မှာဟာလာဝမျက်စွာနဲ့ကျင်လည်ဖို့အတွက်ဒီလိုပြောချင်တာဖြစ်တယ်ဗောနော်ဒီကြည်ပြူခြင်းရှိရမယ်ကိုကိုနော်အဲ့တော့အော်ဒါပါစစ်ကြည်လင်နေရမယ်နော်ပြင်လဲတက်စာစောင့်ရမယ် ပြန်ပြန်ပြီးတော့မကောင်းတဲ့အားတွေပြန်ပြန်မသွားနဲ့အဲ့ဒါနဲ့မသွားဘူးဆိုပြီးတော့မှနေနိုင်တဲ့အခြေအနေအဖြစ်ကိုတ္တတာကိုပြန်ပြီးတော့မှဗာလဲအောင်ပွဲခံဖို့သူတို့ပြောချင်တာဖြစ်ပါတယ်စပိုက်ကိုမတင်တို့ဒီမတရားသောမြေထုံနဲ့မြေဝဲသောသူတို့နဲ့မပေါင်းဖော်ရမြေအကြောင်းအထက်ကဩဝါဒစာနဲ့ငါရေးခဲ့ပြီးထို့သောရေးထားသောမတရားသောမြေထုံနဲ့မြေဝဲခြင်းလောဘလွန်ကျူးခြင်းအနိုင်ထက်လူယူခြင်းရုပ်ထုကိုကိုးကွယ်ခြင်းအမှုကိုပြုတ်သောလောကီသားတို့နဲ့ အလင်းမပေါင်းဖော်ရအောင်မဆိုလိုထို့သောဆိုရင်သင်တို့လောကမှာထွက်သွားရကြမည်။ဟောဒီမှာရေးထားတာနော်အဲ့တော့တစင်းမဲ့မုတ်နော်အတက်တော်မုတ်စင်းဖြစ်ဖို့အတွက်အဓိကဒီဂျမ်ပိုက်ကဆိုလိုခြင်းက မတရားသောမိထုံဖြစ်တယ်။နော်စပိုက်တစ်ကနေ၅လောက်ထိဖတ်မယ်ဆိုရင်တော့အဲ့တော့အဲ့ဒါကြောင့်တဲ့နော်ကျွန်တော်တို့ အသက်သောမုန်စင်းဖြစ်ဖို့ဆိုနေဆိုတဲ့နေရာမှာဒီအခန်းလေးမှာတော့ဗာလဲမတရားသောမိထုံမမိဝဲဖို့အဓိကတိုက်တွန်းခြင်းဖြစ်တယ်အဲ့ဒါကဗာလဲခုနပြောတဲ့ဆွညစ်တဲ့မကောင်းတဲ့ဇာတိပဂတိဖောက်ပြန်ပြန်မသွားဖို့ဆွန့်ပစ်ဖို့အဲ့ဒါမှာအစင်မဲ့ကျွန်တော်သက်တာဟာလူသစ်စိတ်သစ်တရောသစ်ဖြစ်နေနိုင်မယ်အသက်သောမုန်စင်းဖြစ်နေနိုင်မယ်နော်တစည်းမဲ့မုန်ဖြစ်နေနိုင်မယ်ဒီလိုပြောတာဖြစ်တယ်ပြင်လဲခုနပြောတဲ့ လောကီသားတွေကိုမပေါင်းဖော်ဘူးဆိုတော့လည်းမဟုတ်ပါဘူးတဲ့သူတို့အကျင့်တိုင်းလည်းမကျင့်ဘူးပြောတာပါတဲ့ဒါပေမဲ့လည်းကျွန်တော်တို့ဒီနေရာမှာတဆဲကိုဘလို့တုံးလဲဆိုတော့စပတ်တဆဲမှာယခုမူကားညီကူခေါ်ဝတ်တော်သူသည်မတရားသောမိထုံး၌မိဝဲခြင်းလောဘလွန်ကျူးခြင်းအဲ့ဒါတဆဲတွေပဲနော်ကျွန်တော်တို့ကိုပါလေအသက်သောမုံစိမ့်တဆင်းမဲ့မုံမဖြစ်စေဘဲနဲ့ လွဲမစေမဲ့တစည်းဖြစ်တယ်နော်အဲ့တော့ရုတ်ထုတ်ကိုးကွယ်ခြင်းရှေးရကဲ့ရဲ့ခြင်းတည်တည့်နဲ့ရည်မှုခြင်းအနိုင်ထက်လူယူခြင်းမှစ၍ထိုတော့တော့အမှုကိုပြုတ်တော့သူတို့နဲ့မပေါင်းဖော်ရသည်တမက ထိုသူတို့နဲ့အတူ စားတော့ခြင်းကိစ္စကိုမြမပြုတ်ရဟုငါရည်ထား၍ပြည့်ညက်၏အဲ့တော့ယုံကြည်သူအချင်းချင်းဒီနေရာမှာတော့ဒါဟော တနည်းပြောမှဆိုတော့ရင့်ကျက်တဲ့ယုံကြည်သူတွေကိုအဓိကရင်ငွေဟိုရင်ညွှန်းဟန်တူပါတယ်။ဟိုမရင့်ကျက်တဲ့တော့ယုံကြည်သူရတယ်လို့ရှိတတ်တယ်လေဒါကိုကျွန်တော်တို့ဆွဲခေါ်ဖို့အတွက်ဟာကျမ်းစာမှာအများကြီးတွင်တင်ထားတယ်ပေါ့။တင်မာတော့ဆွဲခေါ်ဖို့မပြောဘူး။ဆိုတော့ရင့်ကျက်ပြီးသားယုံကြည်သူကနော်တမင်ကလွဲသွားတယ်ဆိုရင်နော်သူတို့နဲ့ပေါင်းဖော်လို့မဖြစ်ဘူး။ ပေါင်းဖော်လိုက်ရင်အဲ့ဒီလွဲမှချင်းတစ်စည်းကနော်တစ်စည်းကကျွန်တော်နော်ကျွန်တော်ကိုဘာဖြစ်လဲလူဟောင်းပြန်ဖြစ်အောင်သွားအကျင့်ဟောင်းတွေထဲပြန်ရောက်သွားအောင်ကျွန်တော်ကိုလမ်းမရောက်စေမယ်ဒါလိုပြောတာဖြစ်တယ်ဒါဟာလည်းတစ်စည်းတစ်မျိုးဖြစ်တယ်မူလကျွန်တော်ရဲ့ဇာတိပဂရိတစ်စည်းရှိသလို အသိတော်ထဲမှာလည်းသူတို့လွဲမှားတဲ့အကျင့်ရှိတဲ့သူတွေရဲ့တစ်စည်း ိုရှောင်ဖို့ပြောချင်တာဖြစ်တယ်။တစင်းနဲ့ပတ်သက်လို့เนาะကျွန်တော်အတ္တသောမုတ်စိမ်းအများဖြစ်နေဖို့เนาะအတ္တသောအတ္တမှာအများကျင်လည်နိုင်ဖို့အတွက်ကျွန်တော်ရှောင်မယ်။တစည်းတွေကိုယေရှုခရစ်တော်ကဘယ်လိုပြောလဲဆိုတော့เนาะမဿဲခမ်း16စာဖတ်စနစ်မှာထိုအခါတပည့်တော်တို့သည်မုတ်မုတ်ကိုမုတ်တစည်းကိုကြည်ရှောင်ရမြို့မိန်တော်မမူဖာရိရှဲနဲ့ဇူရကဲတို့ ဩဝါဒကိုကြည်ဆောင်ရမည်ဟုမိန့်တော်မူသည်ကိုနားလည်ကြသတည်းနော်လုကာစနစ်စာပတ်စနစ်မှာကျတော့လှုပ်ဝချင်းတီးဟုသောဖာရီရှဲတို့တစည်းကိုရှိဦးစွာ ကြည်ဆောင်ကြလောအဲ့တော့ဒီနေရာမှာကျွန်တော်ကိုအတိတ်သောမုံစိန်အတိတ်သောအတိတ်မှာဆက်လက်ကျင်လည်ခြင်းကိုစီးတားမဲ့တစည်းကဘာလဲဆိုတော့ဒီဘာသာရေးကောင်းဆောင်တည်းရဲ့လွဲမားတဲ့နော် နှုတ်ကပတ်တော်ကိုချဲ့ကားပြီးတော့မှနှုတ်ကပတ်တော်နဲ့အညီမဟောပဲနဲ့သူတို့စိတ်ကြိုက်စိတ်အလိုတိုင်းဟောပြောတဲ့ဩဝါဒနော်အဲအဲ့ဒါကိုရှောင်ဖို့ဖြစ်တယ်အဲ့ဒါဆိုရင်အတ္တသောမဟုတ်စင်အစင်ပဲဖြစ်နေမယ်ဒီလိုပြောတာတွေ့ရတယ်ကလတိခန်းကစာပိုက်ခွားနဲ့ကိုယ်မှလည်းပါပြောလဲဆိုတော့အထက်ကတင်တို့ဒီကောင်းမွန်စွာပြေးကြိုက်တို့ဖြစ်တမာတရားကိုနားမထောင်စေခြင်းကအဘယ်သူစီးတာတည်း ကောင်းမွန်စွာပြည့်တယ်ဆိုတာကပါလေတော့တစင်းမဲ့မုံဖြစ်သွားပြီအတ္တသောမုံစင်းဖြစ်သွားပြီအတ္တသောအတ္တမှာကျင်လည်နေတယ်တဲ့ဒါပေမဲ့လေမင်းတို့ဟာလွဲမားတဲ့ဩဝါဒဘာဖြစ်လို့ဝင်လာတာလဲတဲ့စပတ်ရှိမှာယခုယူသောအယူကတင်းတို့ဒီတင်းတို့ခေါ်တော်မူသောသူဩဝါဒကိုအမိပြု၍ယူသောအယူမဟုတ်နော်အနည်းငယ်သောတစည်းဒီမုတ်စင်းတပုံးလုံးကို ဖောင်းကျွစေတည်းနော်အဲ့တော့ဒါကအပေါ်ပိုင်းကြည့်မယ်ဆိုရင်တော့ပြည့်ညက်တရားတိုင်းပြန်သွားဖို့အရေးပြားလင်းချင်းမင်္ဂလာ ပြန်ခံဖို့အတွက်နော်လွဲမားတဲ့ဆရာတွေရဲ့တိုက်တွန်းခြင်းကိုပြောတာနော်အဲ့တော့အဲ့ဒါကဘာဖြစ်လဲဆိုတော့တစုံတယောက်တော့သူကအဲ့လိုအယူရှိတယ်ဆိုရင်နော်အနည်းငယ်တော့တစည်းဒီမုံစိမ့်တပုံးလုံးကိုဖောင်းကျွစေတည်း တခြားယုံကြည်သူအစ်စ်တော်အစ်စ်မှာကျင်လင်တဲ့ယုံကြည်သူလည်းမှတ်သွားနိုင်တယ်တဲ့ဒီလိုပြောပါတယ်။ဘာကြောင့်ပြန်ချုပ်မယ်ဆိုတော့မေဆုတင်ဟာယေရှုခရစ်တော်အဖင်တစည်းမဲ့မှုစိမ့်ဖြစ်ပါတယ်။နော်အဲ့ဒါကြောင့်အဲ့ဒါစင်မဲ့တစည်းမဲ့မှုစိမ့်အစ်စ်တော်အစ်စ်မှာကျင်လင်နေတော်သူဖြစ်ပါတယ်။နော်အဲ့ဒါကိုဆက်ပြီးထိန်းနိုင်ဖို့အတွက်မလုပ်မလဲဟောင်းတဲ့ဇာတိပဂရိဒီအလုံးကိုကျွန်တော်ဟာလာညှင်းပယ်ရမှာဖြစ်တယ်။ နော်ပယ်ရှင်းရမှာဖြစ်ပါတယ်ပြီးရင်ဘာဖြစ်မလဲကျွန်တော်ရဲ့ကြည်ပြူခြင်းတစ္ဆာစောင့်ခြင်းနဲ့အတ္တတာကိုကျင်လဲရမယ်အဲ့ဒါကျွန်တော်အောင်ပွဲဖြစ်တယ်နော်ပြီးရင်ဘာလဲကျွန်တော်တို့ကိုအတ္တတော်မှုန်စိမ့်ဖြစ်တဲ့အတ္တတော်အတ္တမှာကျင်လဲခြင်းကိုနော်အိုးလွဲမစေတဲ့တစေကိုရှောင်းအောင်မယ်အဲ့ဒါကတော့အတင်းတော်မှာမတရားသော မိတုံမိဝဲချင်း မရှိရဘူးဖေအသင်းတော်မှာခုနပြောတဲ့နော်ဘုရားသခင်မနစ်သက်တဲ့အချက်ကိုကျင့်တဲ့နော်ယုံကြည်သူတွေအဲ့ဒါကျွန်တော်ကိုဟာလာအတွက်ကျွန်တော်အတွက်တသိဖြစ်တယ်လွယ်မစစ်တသိဖြစ်သူတို့ကိုရှောင်ရမယ်အတူတော့မဆားဘူးပြီးရင်တော့ခုနဘာသာရေးကောင်းဆောင်တွေရဲ့နော်တသိလို့ဖောင်းကြွစေတဲ့ဩဝါဒတွေနော်လှုပ်ဝတ်တဲ့ဩဝါဒတွေဒီလို အဲ့တော့အရာတွေကိုကျွန်တော်တို့ရှောင်ရမှာဖြစ်တယ်။ပြီးရင်တော့ခုနလွဲမတဲ့ဆရာတွေရဲ့နော်။အိုးပညာတရားတိုင်းပြန်သွားဖို့အတွက်ဟောတဲ့ဆရာတွေရဲ့ဩဝါဒကိုရှောင်ရမှာဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဟာအတ္တသောမုတ်စိန်အစဉ်ပဲဖြစ်နေမယ်။အတ္တသောအတ္တမှာအစဉ်ကျင်လည်နိုင်တော်သူဖြစ်နေမှာဖြစ်ပါတယ်။ဘယ်တော့မှပြူလဲမှာမဟုတ်ပါဘူး။ ဘယ်တော့မှပြူလဲမှာမဟုတ်ဘုရားသခင်ရဲ့အစင်မဲ့မှန်ကန်နေမှာဖြစ်တယ်။တင့်အပြင်ဘုရားပွန်းထင်ရှားမှာဖြစ်တယ်လို့ခွာပေးနဲ့နေကုန်ချုပ်ပါတယ်။ဘုရားသခင်နေတင်တို့အားလုံးကောင်းချီးပေးပါစေတော့။အာမင်။